ဥရောပရဲ့အရေးကြီးဆုံးတံတားကိုတရုတ်ကဘာကြောင့်တိစောက်ခဲ့တာလဲတနိုင်ငံလုံးရဲ့စီးလုံးညင်ညွတ်မှုကတံတားတစ်စင်းပေါ်မှာမူတည်နေတယ်လို့စိတ်ကူးကြည့်ပါယူရိုဒေါ်လာ650တန်လာကုန်ကြပြီးတော့ဥရောပသမဂ္ဂ EU ရဲ့ထောက်ပံ့ငွေနဲ့တိစောက်ခဲ့ပြီးမြေတရုတ်နိုင်ငံကတာဝန်ယူခဲ့တဲ့တံတားပါ ဟုတ်ပါတယ်။ဥရောပအခွန်ထမ်းပြည်သူတွေကကုန်ကြစည်ကိုကြားခံခဲ့ပြီးမြေဒရားရီစောက်ဖို့အချိန်ရောက်လာတဲ့အခါမှာအလုပ်ကိုတရုတ်ကုမ္ပဏီကရသွားပါတယ်။ဒါဆိုရင်ဥရောပကသူ့ရဲ့ကိုယ်ပိုင်မြေပြင်မှာရှိတဲ့စီမံကိန်းကိုဘာကြောင့်ကိုးဆောက်လို့ရတမားရီနဲ့မလုပ်နိုင်ခဲ့တာလဲ။ EU အမှတ်တင်ကိတာဖြစ်တဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေကတခုခုတရုတ်ကဘလို့အကောင့်ထဲပေါ်နိုင်ခဲ့တယ်လဲ။ဒီဗီဒီယိုမှာရှာဖွေကြည့်အောင်ပါ။ဒါဆိုရင်ခရီးရှားနိုင်ငံက PJ Shastada ဖြစ်ပြီးတော့တမိုင်းတစ်ချောင်းပထမဆုံးအကျင့်ဖြစ်တဲ့နိုင်ငံရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းကိုအပြီးသက်ဆက်သွယ်ပေးလိုက်တဲ့အဆောက်အအုံပါ ။စာရွက်ပေါ်မှာဆိုရင်တော့ BTS Shares Data ကပုံမှန်အခြေခံအဆောက်အုံစီမံကိန်းတစ်ခုလိုပါ။နှင်းတသမ5ကီလိုမီတာရှည်လျားပြီးတော့ Adriatic ပဲလေပေါ်မှာဆောက်လုပ်ထားတဲ့ကွန်ကရစ်နဲ့တမန်ဤအဆောက်အုံပါ။ဒါပေမဲ့အမန်တရားကဒီတရားဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအရွယ်စားထက်အများကြီးပိုအရေးကြီးတဲ့အလေးချိန်ကိုတည်ဆောင်ထားပါတယ်။ဒါပေမဲ့တရားကြောင့်မပြောခင်မှာဒီတရားကိုဘာပြဿနာကိုဖြေရှင်းဖို့တိစောက်ခဲ့တာလေဆိုတာကိုနားလည်ဖို့လိုပါတယ်။ Croatia ရဲ့ကန်ယူတပ်ဟာ Adriatic ပင်လယ်တစ်ချောင်း ဖဲကျိုးရှည်ကြီးလိုကွေးညွတ်နေပါတယ်။ဒါပေမဲ့အဲ့ဒီဖဲကျိုးရဲ့အလဲပိုဟိုမှာ9ကီလိုမီတာရှိတဲ့မြေလွာတစ်ခုရှိပြီးအဲ့ဒါကခရိချာပိုင်မဟုတ်ဘဲနဲ့ဟာဇီဂိုဗီနာပိုင်ဖြစ်နေပါတယ်။ဒီမြေလွာတိတိလေးကိုနီယန်စင်းကျန်လို့ခေါ်ပြီးတော့ဥရောပရဲ့အစမ်းကျေဆုံးနေကြမြင့်အခြေအနေတွေတဲကတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ခရိချာနိုင်ငံကစပီလစ်မြို့ကနေဒီဘရက်နီမြို့ကိုကောင်းမောင်းမယ်ဆိုရင်ကိုယ်နိုင်ငံထဲမှာပဲဆက်သွားလို့မရပါဘူး။ဘော့စနီးယားတဲကိုဖြတ်ပြီးတော့9ကီလိုမီတာမောင်းရပြီးခရိချာတဲကိုပြန်ဝင်ရပါတယ်။ဆိုလိုတာကကိုယ်နိုင်ငံထဲမှာ လန်ခီးတစ်ခုသွားဖို့အတွက်နေကြာစစ်စေးကင်းတစ်ခုကိုဖျက်ချော်ရတာပါ။နွေရာသီမှာခီးသွားရတဲ့အခါမှာနိုင်ပေါင်းများစွာကြန့်ကြာစေပါတယ်။ခီးသွားတွေနေမကပင်နဲ့တောင်ပိုင်းခရီးချောင်းမှာနေထိုင်တဲ့ဒေသခံတွေဟာသူတို့နိုင်ငံရဲ့ကျန်တဲ့အပိုင်းတွေကနေဖျက်တောက်နေခဲ့ပါတယ်။ပြည်စည်းပို့ဆောင်တာလူနာတရင်တွေကြောင်းကားတွေပါမကျန်အကုန်လုံးနေကြာဆောင်စစ်စေးမှုတွေကိုရင်ဆိုင်ရပါတယ်။ 2013ခုနှစ်မှာ EU ထဲကိုဝင်ရောက်ခဲ့တဲ့နိုင်ငံတကာနိုင်ငံအတွက်တော့ဟာကြီးမားတဲ့ခေါင်းခဲစရာပါကိုနေမီကိုချောင်းဝေးစွာမဆက်သွယ်နိုင် EU ရဲ့နေချမဲ့ရှန်ကန်စုံတဲကိုခရိုအေးရှားကအပြည့်အဝပေါင်းစည်းနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်မာလီစတုံးပင်လယ်အော်ကိုဖျက်ပြီးတော့ဒရာဒစင်းဆောက်လို့ဖို့စိတ်ကူးပါအချင်းချင်းပြောပေါ်လာခဲ့ပါတယ်။အဲ့ဒီတရဟာခရီးရှားနိုင်ငံသားတွေကိုတောင်ပိုင်းကနေမြောက်ပိုင်းထိသူတို့ရဲ့ကိုယ်ပိုင်မြေပေါ်မှာသာနေနိုင်စေပြီးတော့တခြားနိုင်ငံရဲ့နေဆက်ကိုလုံးဝမထိတွေ့စေဖို့ပါ တခြားအကြံဉာဏ်တွေလည်းရှိခဲ့ပါတယ်။တချို့ကဘော့စနီးယားနေပြီးအောက်ကနေဥမေလိုင်းကောင်းဖောက်ဖို့အတွက်အကြံပြုကြပါတယ်။တချို့ကလည်းကုရုတင်မောလိုင်းတွေကိုတိုးချက်ဖို့ပြောခဲ့ကြပြီးမြေဘယ်ရွေးချယ်စရာမှဒီပြဿနာကို ရေရှည်အတွက်ဖြေရှင်းပေးနိုင်ခြင်းမရှိပါဘူး။ခရိုရှားကအမြဲတမ်းဆက်သွယ်မှုတစ်ခုလိုအပ်ပြီးတော့အန်တာကနိုင်ငံရဲ့တောင်ပိုင်းကိုတကယ်တမ်းတစိမ့်တစ်ပိုင်းဖြစ်စေမယ့်အရာပါပထမချိန်ဂျိုးပန်းမှုနဲ့နောက်ဆုံး EU ရန်ပုံငွေ PJS တရားရဲ့ခရိုရှားအိမ်မက်ကရုတ်တရက်ပေါ်လာတာမဟုတ်ပါဘူးဒီအချံကစေစုနဲ့မျောစွာကြခဲ့ပြီးတော့ပထမဆုံးတကယ်တမ်းဆောက်လုပ်ဖို့ဂျိုးပန်းမှုကို 2009ခုနှစ်မှာလုပ်ခဲ့ပါတယ်။အဒီတုန်းကခရီးရှားအစိုးရကစာချုပ်ကိုဒေတာတွင်ကုမ္ပဏီတွေကိုပေးခဲ့ပြီးတော့စောက်လို့ရအဖွဲ့တရားလုပ်ငန်းတွေကိုပြည်စည်းကရိယာတွေစတင်ရွှေ့ပြောင်းခဲ့ပါတယ်။မာလီစုံပင်လေအိုကိုဖျက်ပြီးနေရန်စင်းချံကိုရှောင်ကွေးမဲ့တရားစောက်ဖို့အစီအစဉ်တွေကခေါ်ဆိုခဲ့ပါတယ်။မြေပြင်ကိုပြင်ဆင်ခဲ့ပြီးတော့တချို့တံမဏိထံတွေတောင်မှစိုက်ထူခဲ့တာကြောင့်ဒေတာခန်တွေကသူတို့ရဲ့ဆောင်ဆိုင်မှုပြီးဆုံးပြီလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့2020ပြည့်နှစ်မှာစီမံကိန်းကပြိုလဲသွားပါတယ်။ကမ္ဘာ့ပန်တိုင်းအကြက်တွေကခရီးရှားကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။အစိုးရဘတ်ဂျက်တွေတင်းကျပ်လာပြီးတော့ချင်းငွေကုန်ကျစရိတ်တွေမြင့်တက်လာကတန်းရာနဲ့ချီတဲ့ဒေါ်လာတွေကိုဒရားတစ်ခုထဲမှာသုံးဆွဲထားတာကနိုင်ငံရေးနဲ့ဗန်ဒါရီအရာမဖြစ်နိုင်တော့ပါဘူး။၂၀၁၂ခုနှစ်မှာဆောက်လုပ်ရေးလုပ်ငန်းခွင်ကစွန့်ပစ်ထားတဲ့အခြေအနေတဝက်တစ်ပြက်စတင်ထားပြီးတဝက်တစ်ပြက်မေ့ပြစ်ခံထားရတဲ့အနေအထားဖြစ်လာကပေးထားရတဲ့ကတိတွေကိုမတည်နိုင်ဘူးဆိုတာကိုမြင်သာတဲ့သတိပေးချက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပတ်စံတခုတည်းကပြဿနာမဟုတ်ပါဘူး။ဘော့စနီးယားနဲ့ ဟာဇီဂိုဗီနာကစစောစီစီကန့်ကွက်မှုတွေလုပ်ခဲ့ပါတယ်။သူတို့ရဲ့စိုးရိမ်ပူပန်မှုကရွေးရှင်ပါတယ်။တရားကသူတို့ရဲ့တခုတီသောပင်လယ်စေကန်းဖြစ်တဲ့နေရန်ကိုသွာလာရမှာပေးစုသွားနိုင်ပါတယ်။တရားအောက်ခြေကကင်းရှင်းမှုအရန်နေနေမယ်ဆိုရင်တင်းမောကြီးတွေဘော့စနီးယားရင်ပြည်ကိုရောက်ဖို့ခက်ခဲသွားနိုင်ပါတယ်။ဒါကြောင့်ဒီတရားကအင်ဂျင်နီယာပြဿနာတခုမဟုတ်ဘဲတန်တမာကြီးရာပြဿနာတခုဖြစ်လာပါတယ်။ နောက်ပိုင်းမှာအင်ဂျင်နီယာတွေကဗဟိုတိုင်အောက်မှာ55မီတာကင်းရှင်းမှုရှိတဲ့ဒီဇိုင်းနဲ့ပြန်လာခဲ့ပြီးတော့အဲ့ဒီအမြင့်ကတင်မော်လိုင်းချောင်းတွေအတွက်လုံလောက်ပါတယ်။ဒါပေမဲ့အစောပိုင်းနေ့တွေမှာတော့ဒီကိစ္စကဗိုတန်မှုနဲ့ကြန့်ကြာမှုတွေကိုပေါင်းထည့်ခဲ့ပါတယ်။2020ခုနှစ်မြောက်အလဲပိုင်းမှာတော့ခရိုအေးရှားက feature share status ကိုကိုဝါကိုကိုတိစောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိခဲ့ပါတယ်။ဘန်နိုင်းချက်တွေက national နဲ့အမာရွတ်တွေဂျန်တာခဲ့ပြီးတော့2009ခုနှစ်ကစွန့်ပစ်ခဲ့တဲ့စတင်မှုဟာဒီစီမံကိန်းကိုနိုင်ငံအဆင့်ရေပုံငွေထောက်ပံ့မှုဘလော့ခတ်ခဲ့လေးဆိုတာကိုအမြဲတမ်းတတိပေးနေခဲ့ပါတယ်။ ဒါပေမဲ့2013ခုနှစ်မှာခရိရှားရဲ့ဥရောပသမဂ္ဂထဲကိုဝင်ရောက်ခြင်းကအခြေအနေတစ်ခုလုံးကိုပြောင်းလဲစေခဲ့ပါတယ်။ EU ဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့ခရိရှားဟာပေါင်းစည်းရေးရန်မုံငွေအတွက်ရှောက်ထားနိုင်ခဲ့ပြီးတော့အဲ့ဒီဘက်ဆန်ကမညီမျှမှုတွေကိုလျှော့ချဖို့နဲ့အခြေခံအဆောက်အအုံတွေကိုတိုးတက်စေဖို့ရည်ရွယ်ပါတယ်။2019ခုနှစ်မှာ Brexit ကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်။ဒဒိုင်းစုစုပေါင်းကုန်ကြားစည်ရဲ့85ရာခိုင်နှုန်းကိုပေးချေဖို့အတွက် Euro 359တန်း American Dollar 400တန်းခန့်ကိုတည်ပြုခဲ့ပါတယ်။ဒဒါတိဆောက်မှုကိုယ်တိုင်ရဲ့တန်ဖိုးက Euro 420တန်းလောက်ရှိပါတယ်။ အဲ့ဒီထဲကိုဆက်သွယ်ထားတဲ့လမ်းတွေနဲ့လမ်းလွဲတွေကိုထပ်ပေါင်းလိုက်တဲ့အခါမှာစီမံကိန်းစုစုပေါင်းကုန်ကျစရိတ်ကယူရို950တန်ခန့်အမေရိကန်ဒေါ်လာ646တန်ခန့်ထိရောက်သွားပါတယ်။ခရိရှားအတွက်ကြောင့်သူ့ရဲ့တမိုင်းတစ်လျှောက်အကြီးမားဆုံးအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေတဲကတက်ခုပါ။လူကြီးလေးတန်းရှိတဲ့နိုင်ငံတကာနိုင်ငံအတွက်ဒီစီမံကိန်းကဘလောက်တော်မှရေးပါလိမ့်ဒီကိန်းကဏ္ဍကပြတ်သားနေပါတယ်။တရုတ်ကုမ္ပဏီကိုရွေးချယ်ခြင်းပတ်စံအာမခံကြရရှိသွားတာဖြစ်တဲ့အတွက်ခရိရှားအစိုးရကနောက်ဆုံးမှာတော့ရှေ့ဆက်ဖို့အသင့်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ EU ရန်မုံငွေကစီကန်းချက်များနဲ့လာပါတယ်။ EU ကရန်မုံငွေထောက်ပံ့တဲ့မင်းသီးစီမံကိန်းမဆိုပွင့်လင်းတင်တာစီမံကိန်းများကိုပွင့်လင်းတင်တာစီမင်းများကိုလိုက်နိုင်ရပါတယ်။ဆိုလိုတာကလျှို့ဝှက်သဘောတူညီမှုတွေမရှိရပါဘူး။မျက်နှာသာပြီးတာမျိုးမရှိရပါဘူး။ဥရောပကပဲဖြစ်ဖြစ်အပြင်ကပဲဖြစ်ဖြစ်အရေးချင်းဖြစ်မိတဲ့ကုမ္ပဏီတိုင်းတင်တာတင်သွင်းနိုင်ပါတယ်။အပေါ်ရန်ကြည့်မယ်ဆိုရင်ဒါကအတိပဲရှိပါတယ်။ပွင့်လင်းတင်တာတွေကအကောင်းဆုံးဈေးနှုန်းနဲ့အမြင့်ဆုံးအရည်အသွေးကိုအားမခံနိုင်တဲ့ပါတယ်။ဒါပေမဲ့လက်တွေမှာတော့မမျှော်လင့်ထားတဲ့အလဲအပြောင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ တင်တာတွေဝင်လာတဲ့အခါမှာဥရောပရဲ့ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေကထိတ်ဆုံးမှမရှိခဲ့ပါဘူးထိတ်ဆုံးမှရှိနေတာကတရုတ်နိုင်ငံပါကုမ္ပဏီတစ်ခုဖြစ်ပြီးသူတို့ရဲ့ကမ်းလှမ်းချက်ကအရာအားလုံးကိုပြောင်းလဲစေခဲ့ပါတယ်နောက်ဆုံးရွေးချယ်ခဲ့တဲ့စာရင်းမှာဥရောပရဲ့အကြီးဆုံးကုမ္ပဏီအချို့ပါဝင်ခဲ့ပါတယ်ဥရောပလေဘက်မှာမရေမတွက်နိုင်တဲ့မရေထားလမ်းတွေနဲ့ဥမေလန်ကောင်းတွေမှာလှုပ်ဆောင်ခဲ့တဲ့ Australia Straback အခြေခံအဆောက်အုံလုပ်ငန်းကြီးတွေမှာတမိုင်းကျောက်ရှီလျားတဲ့ Italy နဲ့ Turkey ကုမ္ပဏီများရဲ့ Concertiran တို့ပါဝင်ပါတယ် ရက်ဆဲမှာရှိတဲ့လူအများစုကဥရောပလုပ်ငန်းကြီးတခုကဥဆောင်လိမ့်မယ်လို့တေချာပေါက်ယူဆထားပါတယ်။ဒါပေမဲ့စာရေးတွေကိုဖွင့်လိုက်တဲ့အခါမှာအံ့အသင့်စရာပါ။ပေကျင်းရဲ့တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့နိုင်ငံပါလုပ်ငန်းဖြစ်တဲ့တရုတ်လန်နဲ့တရားကော်ပိုရေးရှင်းကတရားကိုယူရို296သန်းနဲ့ဆောက်လုပ်ဖို့တဲ့ကမ်းလှမ်းခဲ့ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Straight Back ရဲ့ကမ်းလှမ်းချက်ကယူရို350တန်းနီးပါးရှိပြီး CRPC ထက်နေဆရာကန်နှုန်းခန့်ပိုများပါတယ်။ ။အီတလီတူရကီဖွဲ့ကတော့နီးပညာပိုင်းဆိုင်ရာအမာရင်တစ်ခုကြောင့်လဲကျသွားပါတယ်။သူတို့ရဲ့ဗန်အာမခံချက်က EU စံနှုန်းတွေနဲ့မကိုက်ညီခဲ့တာကြောင့်ပြန်ပွဲကနေအလိုလျောက်အရေးချင်းမပြည့်မီဖြစ်သွားပါတယ်။ဈေးနှုန်းကွာခြားမှုကိုလစ်လျူရှုလို့မရပါဘူး။ EU ရဲ့ဘတ်ဂျက်တန်းကိုအတက်နိုင်ဆုံးအကျိုးရှိအောင်လုပ်သုံးစစ်ဖို့ကြိုးစားနေတဲ့အစိုးရရဲ့ EU အဖွဲ့အစည်းတစ်ခုအတွက် CRPC ရဲ့တန်တာကိုဆွဲဆောင်မှုရှိနေပါတယ်။ ဟုတ်ပါတယ်ဒါကချုံချုံမွေ့မွေ့ဖြစ်မသွားပါဘူး stray back နဲ့တခြားသူတွေကကန့်ကွက်စာတွေတင်ခဲ့ကြပါတယ်သူတို့ကတရုတ်တင်တာဟာပုံမှန်မဟုတ်ဘဲနဲ့နေနေပြီးတော့မမျှတနိုင်ဘူးလို့စောတကတတ်ပါတယ်ကုမ္ပဏီတစ်ခုမှာ2ကီလိုမီတာပင်လယ်တရားကိုကြီးမားတဲ့ပိုင်တိုင်တွေနဲ့ဥရောပရဲ့အရေးသွေးစံနှုန်းတွေအတိုင်းလျှို့ဝှက်ထောက်ပံ့ကြေးတွေမပါဘဲနဲ့အဲ့ဒီဈေးနှုန်းနဲ့မဆောက်လုပ်နိုင်ဘူးလို့ပြောခဲ့ကြပါတယ်ခရိရှားကလန်အာနာပိုင်ဖွဲ့ကစစ်ဆေးခဲ့ပြီးတော့ဒင်တာဟာတရားဝင်ပြီး EU ဒင်တာစီးမင်းနေအောက်ကနီးပညာလိုအပ်ချက်တန်းကိုပြည့်မိတယ်လို့ကောက်ချက်ကြပါတယ်။ဒင်တာကိုပယ်ချဖို့အတွက်ဥပဒေအရအကြောင်းပြချက်မှရှိပါဘူး။ ဒါကြောင့်2018ခုနှစ်အစောပိုင်းမှာစာချုပ်ကိုတရုတ်ကိုပေးရခဲ့ပါတယ်။ဒါဟာ EU ရဲ့အဓိကအခြေခံအဆောက်အအုံစီမံကိန်းတစ်ခုကိုနိုင်ငံပါတရုတ်ကိုမဏိကြီးကတည်ဆောက်တဲ့ပထမဆုံးချိန်မှာ EU ရန်ပုံငွေနဲ့စောက်လုပ်တဲ့အခါမှာအခြေခံအဆောက်အအုံစီမံကိန်းကြီးကိုတရုတ်နိုင်ငံမှာကုမ္ပဏီတစ်ခုကလုပ်ကံခဲ့ခြင်းပါ။တမိုင်းတွင်သောဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ဂရိရှားနိုင်ငံတွင်ကတော့ဆယ်စုနှစ်များစွာကြာမြင့်ခဲ့တဲ့နောက်ကျမှုတွေမှာနောက်ဆုံးပြီးဆုံးခဲ့ပါတယ်။ဘတ်ဂျက်နဲ့ကိုက်ညီတဲ့ဈေးနှုန်းသက်သာတဲ့စီမံကိန်းကိုအကောင့်တွေပေါ်နိုင်ခဲ့ခြင်းကြောင့်ဝမ်းသာစရာပါ။ တရုတ်နိုင်ငံတွင်မှာတော့အဲ့ဒီဒေတာဟာဥရောပဆောက်လုပ်ရေးဈေးကွက်တွေကိုဝင်ရောက်လာခြင်းရဲ့မဟာပြောင်မြတ်တင်ကြေးဒါတခုပါ2018ခုနှစ်အစောပိုင်းမှာစာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာတော့တရုတ်လန်းနဲ့ဒေတာကော်ပိုရေးရှင်း CRBC ကတော့ပင်လယ်ကျန်းပြင်တွေကို130မီတာတိရှည်လျားတဲ့တမ်မနီတိုင်များကိုရိုက်သွင်းရခြင်းရဲ့ဥရောပရဲ့တင်းကျပ်တဲ့အရေးသေးစီမံကိန်းတွေကိုလိုက်နာရခြင်းစတဲ့အင်ဂျင်နီယာစင်ခုံမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ CRBC ကလိုအပ်တဲ့လက်မှတ်များရယူပြီးတော့ဥရောပကုမ္ပဏီများအတိုင်းစံနှုန်းမီချောင်းကိုတက်တည်ပြခဲ့ပါတယ်။ 2020ပြည်နှစ်ကယောဂါကာလအတွင်းမှာ CIBC ရအလို့သမား900ကနေရှေ့ရကြလုံခြုံရေးအစီအမံများနဲ့လုပ်ငန်းကိုရန်နာခြင်းမရှိဘဲနဲ့တည်ငြိမ်စွာဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။၎င်းဟာတခြားဥရောပစီမံကိန်းများနှိကွေးရဆိုင်နေခြင်းနဲ့ကွဲပြားနေခဲ့ပါတယ်။2022ခုနှစ်ဇွန်လလမှာ PJ Shastra ကိုတက်မှတ်ချိန်တည်းဆော်ပြီးတော့အပိသက်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဒရားရဲ့ဒီဇိုင်းကလည်းလှပပြီးတော့95မီတာမြင့်ကမျောစင်ဖြူများပါဝင်တာကြောင့်တင်းမောများကအောက်မှာလွယ်ကူစွာဖြတ်တန်းနိုင်ပါတယ်။ နိုင်ငံအရရရှိခဲ့တဲ့အကျိုးကျေးဇူးတရားဖွင့်ပေးပြီးတဲ့နောက်မှာစစ်တမ်းများရခရီးရှားနိုင်ငံသား85ရာခိုင်နှုန်းခန့်ကတရားကိုတရုတ်ကုမ္ပဏီကစောက်ခဲ့တယ်လို့သိရှိခဲ့ပေမဲ့ကြီးမားတဲ့ရေပုံငွေထောက်ပံ့ခဲ့တဲ့ EU ကမှတည်သူနေပါကြောင်တွေ့ရပါတယ်။နေ့စဉ်လူလူမှုဘဝမှာမြင်သာသောအောင်မြင်မှုနဲ့တိဆောက်သူကိုသာပြည်သူကအဓိကမှတ်မိခဲ့ကြခြင်းဖြစ်ပါတယ်။ဒါကတော့တရုတ်နိုင်ငံအတွက်နိုင်ငံတကာမှာကြီးမားသောပုံရိပ်ကောင်းတစ်ခုရရှိစေခဲ့ပါတယ်။ BJ Shares တရားကတရုတ်ကုမ္ပဏီတွေအတွက် ဘောလ်ကန်နဲ့အရှိဥရောပတို့မှာရှိတဲ့အခြေခံအဆောက်အအုံစီမံကိန်းတွေအတွက်ကိုပုံမပြင်းထန်စွာရှင်ပြိုင်ဖို့အတွက်လမ်းစဖွင့်ပေးခဲ့ပါတယ်။ဥရောပကတရုတ်မှာပါပေးနေမဆောက်လုပ်နိုင်ခဲ့ခြင်းမှာဥရောပကုမ္ပဏီများရဲ့ဈေးနှုန်းမြင့်မားမှုကြောင့်ဖြစ်ပြီးတော့တရုတ်ကဈေးသက်သာတဲ့တင်တာကိုအောင်မြင်စွာပေးသွင်းနိုင်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ခရီးရှားနိုင်ငံသားတွေကနိုင်ငံရဲ့ပြည်စုံနဲ့ပေါင်းစပ်မှုကိုရရှိစေခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။